တော့အဲ့လောက်ကြီးတော့မဟုတ်ဘူးဗျာကျွန်တော်စိတ်ထဲမှာကြတော့ကြိုက်တယ်ဆိုကြိုက်လို့ပဲဆိုတော့ဘောနော်ဒါပေမဲ့ကျွန်တော်ကြိုက်တာအဲ့ခုထဲမှာကျွန်တော်ဒီတိုင်းစုပြစ်တယ်ဆိုတော့အဲ့ဒီမပါဘူးပန်းကောက်သူလို့ပါလို့ဆိုကျွန်တော်စုပြစ်သေးတယ်အော်ဒီဆိုရဲအဲ့တော့ UV ဆိုပြမယ် idea ဆိုအဲ့လိုအဲ့ really ဘာလို့အဲ့လိုကျွန်တော်ရှောက်ဖို့ရဲကျင်းတတ်တယ်ညီဆွေအရောက်ဆုံးနေဘဝရဲ့လမ်းမှာတိတိပြေနေအောင် န့်တလဲလေးကိုအဲ့ပုံစံကိုငါအဲ့လိုကြိုက်တယ်ဆိုပြီးတော့အဲ့မျိုးအားယူတစ်ခုပဲပို့ပို့အဆုံးသက်ပြီးတော့စောင်းပေးပြီးတော့မလုပ်ရှင်ဘူးကျောင်းကကျွန်တော်ပဲပြန်ပြီးတော့ကျော်ပြီးနေစင်တာခုလက်ရှိကတော့ပုံမှန်တိုင်းမှာပဲတချင်းနေတချင်းကတော့အဲ့လိုမျိုးလုံလုံဖြစ်ပါတယ်တချင်းကလည်းခက်တာအစ်စ်ပဲလုပ်ရှင်တဲ့စိတ်ကများနေတယ်အဲ့လိုမျိုးဟောင်းနေပြန်ပြီးတော့ ဒီတိုင်းပဲဟိုတိကျပြန်ပြီးရွေးပြီးတော့လှုပ်ဖို့လည်းရှိတယ်ဒါပေမဲ့မလှုပ်ရသေးဘူးပေါ့နော်အစ်စ်ပဲလှုပ်ဖြစ်တယ်ဗျဟုတ်အဲ့လိုမျိုးတော့အဲ့လိုမျိုးအဲ့လိုမျိုးတော့လှုပ်တော့လှုပ်မှာပေါ့နော်နည်းနည်းလေးထပ်စဉ်းစားအောင်နောက်ပြီးတော့ဒီအခြေအနေရလဲဟိုမလှည့်နိုင်သေးဘူးလေအဲ့လိုမျိုးစိတ်စိတ်ဝင်စားမှုပညာရောအဲအဲ့ဒါလည်းပါတာပေါ့နော်တခုလှုပ်မယ်ဆိုရင်ကြာတော့အဲ့လိုမျိုးဖြစ်ဖြစ်နေတော့သူကအဲ့လိုမျိုး motivate ကတော့ပြန်ယူရတော့အဲ့ဒါကြောင့်နည်းနည်းကြံ့ကြာနေတာရှင်ကတော့စကားပြောတတ်တယ်ရလို့ပြောရတာပဲ ဲ့တော့တကယ်ဟိုကပေါ့ recording studio ဝင်ပြတာကြတော့သက်ဆက်စက်ခွန်ပေါ့စက်ခွန်လာမှဝင်ပြတယ်စက်ခွန်လာမှဒီမိုးဟန်တဲ့နာမည်နဲ့အတော့မိုးဟန်ဘာဖြစ်ချင်မှမသိဘူးဆိုပြီးတော့အဲအဲ့အဲ့ဟာနေစပြီးတော့ studio ဝင်ပြတာပေါ့ဟုတ်ကဲ့ memory အဲသေးစရာတွေမိုက်တယ်အဲ့မှာအကူငယ်ကိုအငဲတို့ပါတော့ပါတယ်ဇဝါပါတယ်ငယ်စုတစ်ပါတယ်အဲ့အဲ့လိုမျိုးအဲအဲ့ဒါကြတော့ဟိုကကိုငယ်ကကြတော့ကိုထူးရလဲကြတော့သူတို့နဲ့ကပတ်သက်တာမရှိဘူးအဲ့မှာကိုဟာကိုပဲပေါ့နော် ောက်ကိုပဲဆိုတော့ကျွန်တော်ဆက်ဆက်ချင်းတချင်းရောင်းရတာဗျာတချင်းရောင်းရတော့တချင်းရောင်းရတာကုန်းငယ်ကိုရောင်းရတာကုန်းငယ်မတိုင်ခင်မှာတထောင်းလေးပဲရောင်းရတာအဲ့ခေတုန်းကဘယ်လိုတထောင်းမစိုးလို့မစိုးပါဘူးဇာတ်ကြုံတွေပါရင်းနဲ့အဲကုန်းငယ်ကျတော့တသိန်းပေးတယ်သူညီပဲတပုတ်ပဲအဲ့နဲ့တသိန်းပေးတော့တော့စီတော့ငါးပုတ်လောက်ယူထားတာအဲ့ဒါသူဘရူဇာနဲ့အဲကိုအောင်မှုကျော်နဲ့ကပြီးတော့ကျွန်တော်အဲ့ပတ်စံရတာပေါ့နော်အဲ့အဲ့ရနေငါတချင်းစုမယ်ကွာဆိုပြီးတော့ကျွန်တော်ကရေးတာအုံကျူးနေပဲရေးဖြစ်တာဒါပေမဲ့ကျွန်တော်လုပ်စီတာ copy တယ် ော်သူတို့ကတရှင်းနေစူးကျင်တာစူးကြည့်ကျင်တာအဲ့ကျွန်တော်ရမ်းကြိုက်တာကိုသူအဲ့ကြိုက်တာရှိတော့အာ copy စူးမယ်လို့အဲ့ဒါနဲ့ခွေစလို့ဖြစ်တယ်အဲ့ဒီဒီသရှင်ကြီးကလည်းစာပြီးတော့ခွေတဲလိုက်တာပေါ့အဲ့ဒီမှာ producer ရပါတယ်အမှကန်ကောင်းတော့ကန်ကောင်းကျင်တော့ပေါ့ mass မှာလုပ်ရင်းနဲ့ကိုအောင်မြင်ဆိုတဲ့ producer ကိုကျွန်တော်ဒီဒီရက်ွက်ထဲမှာပဲတူတူနေအကိုလိုပဲကိုငယ်စုသစ်အဲကိုမန်ဝင်းပေါ့ကိုငယ်စုသစ်နဲ့ကပေါင်းတွဲဖြစ်နေတော့အဲသူနဲ့လိုက်လိုက်နေအဲသူကလည်း producer ရှာနေတဲ့လူတယောက်ဆိုတော့ အဟိုဘော producer လုတ်ချင်တဲ့လူတယောက်ဆိုတော့ producer လုတ်ချင်အဲ့ခက်ကကောင်းသေးတာကိုအဲ့နဲ့ကျွန်တော်နဲ့အဲအဲ့ဒီခေတ်တော့သိအစိမ့်နေဗျအမေအဲ့လိုမျိုးဟုတ်ကဲ့သမတ် device စာချုပ် device ပေါ့အဲ့လိုမျိုးဟုတ်ကဲ့ဟာဆရာမင်းသိခါသူဒီမှာသွားပြီးတော့အဲလုတ်ဖြစ်တာကို producer နဲ့သူကသွားသွားပြီးတော့အဲလုတ်ဖြစ်တော့အဲ့လည်းပြည့်ပြည့်သွားတာအောင်ပြုဆိုပြီးအဲ့ကြတော့အမကိုကကိုတက်ပြီးတော့ဒီမိုးဟတ်တဲ့အခွေမှာကကျွန်တော်ရဲ့အရန်နေချက်ကအခုချိန်တိပါပဲကျွန်တော်လည်းမပြင်နိုင်သေးပါဘူးအဲ့လိုမျိုး VCD ကိုကျွန်တော်ကတအားစိတ်ညစ်တာကျွန်တော်ဘယ်လိုမျိုးမသိဘူးဗျာကျွန်တော်အဲ့လိုမျိုးအခုချိန်ကြီးပဲအာအဲ့ VCD လဲအဲ့ဟာနဲ့နဲ့ပဲကျွန်တော်ကနောက်တစ်ခွေနောက်တစ်ခွေပဲကျွန်တော်အသိပဲလုပ်ရှင်နေခုရှင်ကြီးအဲ့လိုမျိုးအဲ့လိုဒီရမချေခါကယဉ်ကျင်းနေတယ်လေမြင်စွဲအရောက်ဆုံးနေဘဝရဲ့လမ်းမှာတိတိပြေလောက်မဆိုင်ခဲ့မီရဲ့လား VCD ရလဲအမှန်ဆိုရင်အဲ့စိမ့်လဲနေနေလုတ်ဖြစ်တော့ဒီ audio မှာအမားတွေထုတ်ပေးတာ အမကြီးကထုတ်ပြပြီးတော့ VCD ကြောင့် producer ရှိတယ်အဲ့ဒါကြောင့်မရိုက်ဖြစ်တာအဲ့ဒါအဲ့တော့တော်တော်တလှုပ်ဖြစ်လာသေးတာပေါ့ဒါပေမဲ့ထွက်တော့မထွက်ဖြစ်သေးတဲ့အဲ့လိုမျိုးအဲ့လိုအဲ့လိုဒါပေမဲ့တခုရှိတာအဲ့ဒီဘဝသက်အခွေအလုပ်တော့ဖြစ်တယ်ဗျဘယ်လိုဖြစ်လဲဆိုတော့ရုပ်ရှင်ဟိုဟာကြီးရောင်းလာတာကျော်လည်းမသိဘူးမတိုင်းပြောရရင်တော့ဒါပေမဲ့မသိဘူးဆိုတော့လွယ်လွယ်ပြောတာပေါ့နော်တကယ်တကယ်တည်းကတော့ကျွန်တော်ဝန်ခံရမယ်ဆိုရင်မြန်မာသရှင်အသိနားမအောင်ပြေဘူးကိုယ်သရှင်ရယ်ကိုယ်တကယ်ချင်းတွေသရှင်ရယ် နားမထောင်ဘူးဆိုတာနားမထောင်ခြင်းလဲကြားနေရတာဦးမြန်မာသခင်ကတော့သိတဲ့အတိုင်းကိုသွားလာနေတော့လေပေါ်ပါရိုက်ဖွင့်လဲနားတော့ကိုဟာကိုကြားရင်ကြတော့နားမထောင်ဘူးလေကျွန်တော်ကြိုက်တဲ့ဟိုနှစ်ကာလလိုက်ပေါ့အဲအင်္ဂလိပ်သခင်ညားတယ်အဲ့ချိန်ကတော့အခုဆိုတော့ရှော့ဆိုနားထောင်တာပေါ့နော်အင်္ဂလိပ်သခင်ညားတာဦးအဲ့တော့ဆိုပြရင်လေအင်္ဂလိပ်သခင်ညီပဲဆိုပြနေတော့ကိုဟာကိုဖန်ပြီးတော့လဲဒါတွေပဲဖြစ်သွားတာပေါ့ဒါပါပဲဖြစ်အဲစာသားစီကိုကိုထက်စာသားကိုထက်ရေးတာမယ်လိုဒီကကျွန်တော် အဲ့ဟိုဟာစိတ်အိတ်ကိုထုံးကန်နိုင်မလေးအဲ့လိုမျိုးယူယူလေးလေးရေးကျင်နေတာပဲအဲ့လူတိုင်းအတဟိုဟာပေါ့ထူးခြားချက်ကကျွန်တော်ဒီဘက်ကီးကနေဝင်လာတာအဲ့မဲ့လူဒီလေးကလာ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 အဲ့တချင်းကိုတည်သွားတာအဲ့ဒါလေးခီးလူမျိုးစုတကယ်တကယ်တမ်းအဲ့ဒါလေးအဲ့ဟာအတပဲအဲ့တချင်းကျွန်တော်ရဲ့ပုံမှန်တိုင်းပဲအဲ့ဟာကျွန်တော်ကီးဘောပြောရမယ်ဆိုတော့ဟိုအထူးပြုလုပ်ချက်လိုမျိုးဆိုကျွန်တော်တခုတော့ထည့်နေတာပဲအဲ့ဒါလေးကအဲ့ဒါမှလာ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 အဲ့ဟိုကတည်းကနေယူလာတာအဲ့ အဲအဲ့ဒီအရွယ်မှာတော့ဒါကျွန်တော်တီထွင်လိုက်တာပေါ့ကျွန်တော်ကြောက်ဟာကျွန်တော်အဲ့လေအဲ့လိုမျိုးအဲ့လိုမျိုးသူအဲ့လိုမျိုးလာ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 အဲ့ဒါလေးတွေပြလိုက်တယ်ပေါ့နော်ဒီဒီသရှင်ဖရင်လေးကို copy ရေးတယ်လို့မျိုးပေါ့အဲသူစရင်တဲ့ကိုထက်က the leslie လို့မျိုးလို့ပြောတယ်သူကကိုထက်ကသူမှသူကမိကျောင်းက main တွေ့တယ်အဲလူနာဆိုလဲကျွန်တော်လူနာတော့လူနာကငါမဟုတ်ဘူးအဲ့လို main အဲ့လိုမျိုးအဲ့လိုရှိရအောင်ဘာပြောလို့ရေးလိုက်တဲ့က ကျွန်တော်သဘောဟိုသဘောမဟုတ်ဘူးလေဒီချင်းလေးရေးတဲ့အချိန်မှာသူနဲ့ကတော့ဘီနာမှာတန်ငယ်ချင်းရှိနေတော့အတွဲပစ်တာဟိုတွဲပစ်တော့သူလည်းမိကျုံရေးပြီးတော့ကျွန်တော်သူဆိုတာကျွန်တော်လောက်စင်မပြေလို့သူထင်လို့နေမှာပဲနာအိမ်ပြန်ရောက်မဲ့ချိန်ကိုနေစင်တိုင်းနေဆောင်နေကြတာချာဒီဆိုအလုံးဝပြောဒီလိုမိချုံထပ်ပြီးတော့လည်းလှုပ်ဖြစ်တယ်လေအဲ့ဒီမှာဆိုပါစို့ဟို ရေးတွေပါသူတက်ထဲလိုက်တယ်လို့မျိုးပြောနေပါတယ်အဲ့ဒါတွေထပ်ပွားသွားတာပေါ့အရေ့ကတော့ကိုယ့်အကူလောက်ပါတယ်ဟုတ်အဲစတေတာကိုဖိမဖြစ်ခင်ကစလိုက်တာအဲကိုဗစ်ရဲ့အခုခရီးရင်ကအကောင့်တွေမပေါ်ဖြစ်သေးဘူးအဲ့ဒါနဲ့သင်းအစ်စ်တွေထပ်လုပ်ဖြစ်တယ်ဆိုပြီးဆရာလုပ်ဖြစ်ရင်တော့သူဟာပေါ့အေးလေးပဲများပါအေးလေးကျွန်တော်လည်းဒါဟိုသူလည်းကြီးတဲ့ဒီနားတော့မှအားကြောင့်လည်းအချိန်ကြီးပြတာပေါ့နော်အဲငါတက်တောင်းတက်တာဖြစ်မဲ့ဟာလေးတွေပဲပါ စဉ်းစားထားတယ်။ဒီကြတာသူကသူတို့ ID ဖြစ်တဲ့အတိုင်းကတော့ကျွန်တော်ရှိနေတော့မယ်။သူအဲ့လိုမျိုးပေါ့နော်။ကျွန်တော်လည်းကျွန်တော်လူကောင်ကျွန်တော်ကြိုက်တော့ကြိုက်မှာဒီကောင်ကဘာကောင်လဲမသိဘူး။တော့လုံးဝကျွန်တော်သိုးကွာတော့ဆဲအဲ့ကောင်ပေါ့နော်။အဲ့တိုင်းတော့ကျွန်တော်တလက်မှမမရွေသေးဘူး။နောက်တစ်ခုရှိတာကကျွန်တော်တက်တက်ကြီးလုံယူနေရတာမဟုတ်ဘူးလေ။အဲ့ဒါကျွန်တော်ပြောတာဟုတ်အဲ့တည်းမှာသချင်းအစ်စ်တွေဆိုလဲကျွန်တော်အခုချိန်ထိမပြတ်ဘူးအခုဆိုကျွန်တော်သူတို့အတွက်ကျွန်တော် airbag ဆိုတဲ့ဘန်ကိုညွှန်းကြည့်တယ်ရေလိမ့်မိုက်တယ် ဟိုကကုလန်ပီယာပဲကောင်းတယ်တော်အဲ့လိုမျိုးသချင်းတွေကတော့ပွားနေတာပဲနားထောင်ဖြစ်နေတာပဲအဲ့လိုမျိုးဒီခံစားချက်အတိုင်းပဲဒီဖြစ်နေတဲ့ဟာတွေနဲ့အဲ့လိုမျိုးဒီ current မှာတော့ဒါပျော်တဲ့လူဆိုတော့အကျွန်တော်ကြိုက်တဲ့လူတွေတော်တော်ဆင်ပြေပါပါကျွန်တော်ကျွန်တော်လုံးမှာပါတခုပဲ quality ဘိုင်းလေးပဲအဲ quality မှာကျွန်တော်ဖြစ်ရှင်တဲ့အတိုင်းဖြစ်ရှင်မှာဖြစ်မှာအဲ့ဒါလေးပဲဒါပေမဲ့သချင်းတွေကတော့ဖြစ်နေမှာဟုတ်တယ်အဲ့လိုမျိုးပေါ့နောက်ဆုံးငွေကြီးရစား အရင်ကကျွန်တော်တို့ဒီလုတ်ခဲ့တဲ့သချင်းတွေဆိုရင်တော်တော်လုတ်ခဲ့တာလုတ်ခဲ့ရဆိုတော့ပတ်စံနဲ့တွေ့မယ်ဆိုနည်းအောင်မဟုတ်ဘူးပဲအဲနျူကလ িয়ার ဆိုလဲပရိုဒူဆာရှိလို့လေသူကလဲစတူဒီယိုပိုင်လို့ကျွန်တော်တို့တစ်ချိန်နှစ်ချိန်သုံးချိန်အဲ့လိုမျိုးအမှန်ကန်ဒီဟာဒီဗာရှင်းမကြိုက်ပြန်ဖြုတ်အဲအဲ့လိုမျိုးလုတ်တာဟုတ်အချိန်တော်တော်ယူထားကြတာအဲ့လိုမျိုးဒီခေတ်မှာအဲ့လိုဆိုလွယ်တော့ဘူးလေအဲ့အဲ့ကိစ္စပေါ့အဲ့ဒါပါပဲဒီကနောက်တစ်ချက်ကဒီခေတ်ကဟိုအခုဒီကာလမှာကျွန်တော်တွေးမိတာလေးပေါ့နော် ဒီကျွန်တော်ခေတော့လို့ပဲပြောရမှာပေါ့အဲ့ဒီကျွန်တော်ကတခွေစီးတစ်ချက်လုပ်ဖို့ကအရင် exact ဖြစ်တယ်အရင်မိုက်တယ်ဗျာ everman နေထဲရမယ်ငါပဝန်းချင်းအကျိုးပြုတာပါရှိမယ်အရှင်အကြောင်းရအောင်အဲ့ဒါလေးထဲရမယ်အကျိုးတခုပေါ့နော် message တွေပေးမဲ့ဟာတွေကိုအဲအဲ့ဒါ fee ဗျာအခုချိန်မှာပြန်ပြောရတာတကယ် fee ပဲဗျာငါဒီရှင်းနဲ့စားလွှတ်လိုက်မယ်အဲဒါလေးလာမယ်ကိုကကိုစတိုင်ကလည်းသွားချင်သေးတာဟို तू ကဒီလူလူပါလားဆိုတာအဲအဲ့တော့ ာဒါပြီးွားရင်အဲပဝင်ချင်းကြောင်းရလေးပါမယ်ဖွန်ကြောင်းတာလေးပါမယ်အဲသွားသူအကုန်လုံးကြိုက်မဲ့ commercial ပေါ့အဲအဲ့လိုမျိုးလေးတွေသူတို့ဒါအများကြီးစဉ်းစားရတယ်လေအဲ့လိုဒီဓာရီညောင်းနားညောင်းဝါးပြီဆိုရင်တသက်ကိုအဲ့လိုမျိုးလူဘိန်းကြိုက်လို့ပါတော့အစားတည်းရဖို့ကအစားစဉ်းစားရတယ်ဒီခွေထဲမှာအဲ့လိုမျိုးလေးတွေကြော်စရာကြီးလေဒီ cell phone ဆိုတဲ့ပေါင်ထဲမှာအဲ IC IC ဟိုသူတို့ကတော့တတ်တတ်ကြီးလုတ်ပြီးထည့်တာမဟုတ်အဲ့ cell ပို့တကယ်လိုလဲလို့ကျွန်တော်ကြိုက်ထည့်တာလေအဲ့လိုမျိုးအဲ့ကိတော့ င်ငယ်ကအရင်လိုရနေတယ်ပြောချင်တာကလေဒုက္ခတကယ်တော့လွယ်လွယ်လေးပဲပတ်စံရှိတဲ့လူကြောက်ဆိုရင်သူ့အနေနဲ့လွယ်တယ်တုံတုံတုံပြီးအဲ့လိုရှိတယ်ကျွန်တော်ခေတ်ကမလွယ်ဘူးဂျူလီတဂျူလီရောက်အောင်မလွယ်ဘူး